ကျမနာမည်ကတော့ဒေါ်ရင်ရင်မြင့်ဖြစ်ပါတယ်ပထမဆုံးကတော့ကျမရဲ့ညာဘက်မျက်စိရာဆိုလို့ရှိရင်လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တည်းကပေါ့နော်တင်ရှိတယ်ဆိုတာကိုစသိရပါတယ်ဒါပေမဲ့ဆရာမကြီးကအကောင်းမွန်စွာခွဲစိတ်ပေးတဲ့အခါမှာဆိုလို့ရှိရင်ဒီအချိန်ကြာနေပြီဖြစ်တော့လေဒီလူယူတိမ်ပေါ့နော်ကတ်ထရာဆိုလို့ရှိရင်အကောင်းမွန်စွာပြန်မြင်ခွင့်ကိုရပါတယ်ဒါပေမဲ့မျက်စိမှာရှိတဲ့တိမ်ကိုလည်း ကျွန်မခွဲထုတ်ပါတယ်ဒီမျက်စိနှလုံးကိုပေါ့နော်တစ်ဖက်နဲ့တစ်ဖက်3လချားပြီးတော့ခွဲစိတ်ရပေမဲ့လည်းနှစ်ဖက်စလုံးကိုကောင်းမွန်စွာပြန်မြင်ခွင့်ရပါတယ်မျက်စိခွဲချိန်ကလည်းခဏလေးပဲဖြစ်တယ် နောက်ခွဲပြီးတဲ့အခါမှာလည်းကျွန်တော်တို့ဒီပေါ်လူမမာကြီးလို့အိတ်နေစရာမလိုပဲနဲ့အပေါ်တားနားနေကမ်းမှာအဲနှစ်နာရီလောက်ကျွန်တော်တို့နားရဲပြီးတဲ့အခါမှာပြန်လဲပြီးတော့ဒီမျက်စိပတ်တီးတွေဖြီးပြီးတော့ဆရာမမာကြီးတေချာပြန်ကြည့်ပြီးမှကျွန်တော်တို့ကိုအိမ်ကိုပြန်ပြီးတော့လွတ်ပေးပါတယ်လို့ဒီဝန်ဆောင်မှုအနေနဲ့လည်းပေါ့နော်ကောင်းမွန်စွာရှင်းပြတယ်နောက်ပြီးတော့လိုအပ်တဲ့အရာတွေကိုဘယ်မှသွားကြမလို့ပဲနဲ့ဆက်တယ်ဆိုလို့ရှင်တော့ ဒီမျက်စိတက်မှမျက်စိပါဝါချင်းမျက်စိလေးစားပြက်ခွဲစိတ်မှုမှဆပြီးတော့ဆက်ကြည့်ရကောင်းမွန်စွာနဲ့တနေရာထဲမှာအပြုလုပ်ခွင့်ကိုရရအောင်ဆိုရင်ဒီလာရောက်တဲ့လူနာတွေအားလုံးအတွက်တကယ်ပဲကောင်းမွန်တဲ့ဝန်ဆောင်မှုတစ်ခုလည်းဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။